မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော့ဤကကနေပတ်တဲ့ကနပတ်122ဒုံမီဒါဇက်တော့အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒုံမီဒါဇက်20ရှိပါတယ်နပတ်50နဲ့နပတ်122ဒုံမီဒါဇက် ဆိုပြီးတော့20ရှိပါတယ်ပြစ္ဆုတ်ပံဝတ္ထုတို့တော့လေအတိတ်ဝတ္ထုမတူညီကြပါဒီဇက်တော့ကတော့သူရုပ်မင်းနဲ့အတူနေတဲ့ဖြစ် အသက်ပြည့်စည်မည်ကိုတည်၍ဆွလွန့်ကသူတော်ကောင်းနှင့်တွေ့ကချမ်းသာရသောမင်္ဂလာစင်ပူတော်အကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါလေရှင်။နတ်လူတို့ဤဆရာပြတော်မူသောမြတ်စွာဘုရားသည်ဇေတဝန်ကျောင်း၌တည်င်းသုံးတော်မူစဉ်ဒေဝဒတ်သည်မြတ်စွာဘုရား၏ဂုံကျေးဇူးတော်ကိုချီးကျူးပြောဆိုလက်တော်ညှူဆူခြင်းကိုသာပြု၍နေလေ၏။ တို့အခါယဟန်တို့သည်တရားတပင်ဝဲငါရှင်တို့ဒေဝဒတ်သည်မြတ်စွာဘုရား၏လက္ခဏာတော်ကြီးလက္ခဏာတော်ငယ်၆တွေတော်ရောင်ကြီးတော်တို့ဖြင့်အတုမရှိတင့်တယ်တော်မူသောဂုံတီလတမာတိပညာအာရတ္တဘောပစ္စဝကနာဉဏ်စတည်တို့နှင့်ပြည့်စုံတော်မူသောဂုံတို့၌ကြီးညိုခြင်းကိုမဖြစ်စေနိုင်ပေ ်ငယ်ညူဆူလျက်တာနေသည်ဟုစကားဆက်မိ၍ဒေဝဒဲ၏ကျေးဇူးမဲကိုပြောဆိုနေကြရာမြတ်စွာဘုရားကြွလာတော်မူ၍ယဟန်တို့ဒေဝဒဲသည်ယခုအခါ၌တာငါဘုရား၏ဂုံကျေးဇူးကိုပြောဆိုလက်တော်ညူဆူခြင်းကိုပြုသည်မဟုတ်ရှေးအခါ၌လည်းပြုဖို့ပြီဟုမိတော်မူကအောက်ပါဒိဋ္ဌက်ကိုဆောင်းတော်မူသည် လွန်လေပြီးသောအခါမဂရတိုင် ရာဇကြိုပြည်ဝဲမဂရမင်းမင်းပြုတည်ရှိသောဖျားလောင်းသည်စင်မျိုး၌ဖြစ်၍အလုံးစုံဖြူစွတ်သောကိုရှိ၏အစင်းအင်ကလက္ခဏာနှင့်ပြည့်စုံ၏မဂရမင်း၏မင်္ဂလာစင်တော်ဖြစ်၏တနေ့တနိုင်ပွဲတွင်ကြီးစွာဖြစ်လက်တော်မြို့သူမြို့သားတို့သည်အလုံးစုံသောမြို့ကို အထူးထူးသောတရားတို့ဖြင့်တရားစင်ကြကုန်၏ မြို့တော်သည်နတ်မြို့ကဲ့သို့အလွန်တာယာ၏မင်းကြီးလည်းအလုံးစုံသောတစားတို့ဖြင့်ဆင်အပ်သောမင်္ဂလာစင်တော်ကိုစီးနှင်းကကြီးစွာသောမင်း၏အာနုဘော်ဖြင့်မြို့တော်ကိုလက်ရာရဲ့လှဲ့တော်မူ၏ ထိုအခါလူတို့သည် အစင်းအင်ကလက္ခဏာနှင့်ပြည့်စုံသည့်ဖြင့်တင့်နေခြင်းအစုံတို့ရောက်သောမင်္ဂလာစင်တော်ကိုမြင်လျင် အချင်းတို့ဤမင်္ဂလာစင်တော်သည် အလွန်အံ့ဖွယ်ရှိပေစွာတင့်တယ်ပေစွာ အစင်းအင်က လက္ခဏာနှင့်ပြည့်စုံပေစွာ စကြဝဠာမင်းတို့အားလျှောက်ပတ်ပေစွာစသည်ဖြင့်မင်္ဂလာစင်တော်ကိုသာအပန်ပန်ကြီးကျူးကြကုန်၏ မင်းကြီးကြားလျင်တီးမခံနိုင်ပဲညူစုဆောင်းမြောင်းလျက်ယနေ့အီစင်ပြူတော်ကိုကံပါပြတ်၌ကြာ၍သေးစေမည်ဟုကြံစီလျက်စင်စရာကိုခေါ်စေ၍ဆရာတင်ဤစင်ပြူတော်ကိုကောင်းစွာတင်ကြားအပ်ပြီးပြီလို့ဟုမေးလေ၏အရှင်မင်းကြီးကောင်းစွာတင်ကြားအပ်ပါပြီဟုရှောက်ရှောက်၏ဝေပုံလာတောင်ထိပ်တို့တတ်နိုင်ပါမည်လို့ဟုမေးပြန်၏ ရှင်မင်းကြီးတန်နိုင်ပါသည်ဟုပြော၏ထို့အခါမင်းကြီးသည်စင်တော်ပေါ်မှစင်တက်ကစင်စရာကိုစီးစီ၍အသက်ခိုင်းလေ၏စင်မြူတော်သည် ဝေပုံလာတောင်ထိပ်တို့တက်တည်ရှိတော်မိမိလည်းစਿੱတီဘူပါနှင့်တကားတက်လေ၏မင်းကြီးသည် စင်စရာအားစင်မြူတော်ကိုတောင်ကံပါပြတ်တို့ရှေးရှုနေစဉ်ခြေသုံးချောင်းဖြင့်အရက်ခိုင်းလောဟုဆိုလေ၏ စင်စရာလေစင်မြူတော်ကို အမှတ်ပေးကခြေသုံးချောင်းဖြင့်ရက်စီဤတပန်းခြေခြေနှချောင်းဖြင့်အရက်ခိုင်းစေပြန်ဤစင်စရာလေစင်မြူတော်ကိုရက်စီပြန်ဤတပန်းနောက်ခြေနှချောင်းဖြင့်အရက်ခိုင်းစေပြန်ဤစင်စရာလေစင်မြူတော်ကိုရက်စီပြန်ဤတပန်းခြေတချောင်းတည်းဖြင့်အရက်ခိုင်းစေပြန်ဤစင်စရာလေစင်မြူတော်ကိုရက်စီပြန်ဤ ်ထိုအခါမြင်းကြီးသည် စင်ပြူတော်၆ကန်းပါပြတ်၌မကြသည်ကိုတည်၍တဖန်တကယ်စွမ်းနိုင်လင်ခြေလေးချောင်းတို့ကို ကောင်းကင်၌ထားစေလောဟုဆိုပြန်၏ထိုအခါစင်စရာသည်စပြူဒိတ်တကြွန်းလုံးဝဲအေးစင်ပြူတော်လောက်လိမ္မာတက်မြောက်တော်စင်မရှိစင်စစ်မင်းရုပ်သည်ဤစင်ကိုတောင်ကမ်းပါပြတ်၌ကြ၍တေးစေလိုသည်ဖြစ်ရာဟု စင်ကျင်ကစင်တော်ဤနာရင်၌ ကပ်၍အမောင်းအင်းမင်းယုတ်ဒီအမောင်းကိုတောင်ကမ်းပါပြန့်၌ကြာ၍တေးစေလိုသည်အမောင်းကအင်းမင်းယုတ်နှင့်မထိုက်တန်အကယ်၍ကောင်းကင်တို့ပြန်နိုင်ပါမူငါပါယူဆောင်၍ဗာရဏဒီပြည်တို့ပြန်သွားပါဟုပြောလေ၏ဖုန်ကိုကြီးမာသောစင်ဖြူတော်သည်ဒုက္ခနာ၌တာလျင်ကောင်းကင်၌တည်လေ၏ ထိုအခါစင်စရာသည် မင်းကြီးအားအရှင်မင်းကြီးဤစင်ပြူတော်သည်ဘုံတကောအနုဘော်နေပြေဆုံးဤတင်ကဲ့သို့ဘုံပညာနေပါတော်မင်းယုံနေမထိုက်တန်ပြီဘုံပညာနေပြေဆုံးတော်မင်းနှင့်သာထိုက်တန်ဤတင်ကဲ့သို့ဘုံပညာနေပါတော်မင်းတို့ကစင်မြတ်ကိုရတော်လဲစင်မြတ်ဤကျေးဇူးကိုမတိကုန်တင်ကဤစင်မြတ်ကို၎င်းကျွင်းတော်စီစဉ်ချင်းရန်ကို၎င်း ဖြက်စီတက်တော်ဒူတာဒီဟုပြောဆိုပြီးလျင်နောက်တဖန်အရှင်မင်းကြီးသင်ကဲတို့ဘုံပညာမရှိတော်သူကအကျဉ်ရန်စည်းစိမ်ကိုရရှိပြီးတော်လေမိမိ၏အကျိုးမဲ့ကိုသာကျင့်တတ်၏ပြုတင့်တော်အမှုမပြုတင့်တော်အမှုကိုမတိရကမိမိအား၎င်း သူတပါးအား၎င်းနှင်းဆဲရန်သာဖြစ်၏ဟုမင်းကြီးအားစင်ကြောကုန်းမှနေ၍တရားဟောပြီးလျင် မင်းကြီးနေရပေတော်ဟုဆို၍ဗာဒနတိပြည်တို့သွားပြီးလျင်မင်းရင်ပြင်ကောင်းခင်တွင်ရက်လေ၏ထိုအခါလူတို့သည်ငါတို့မင်းကြီးအတွက်ကောင်းခင်ဖြင့်စင်ပြူတော်ကြလာ၍ရက်တီတတန်ဟုတမျိုးလုံးအိုးအိုးကြက်ကြက်ဖြစ်ကာခြောက်ခြား၍သွားလေ၏မင်းကြီးအားလည်းထိုအကြောင်းကိုနှင်းမြန်စွာ ကြားလျှောက်ကြကုန်၏ မင်းကြီးလည်းနန်းတော်မှထွက်လာ၍အကယ်၍ငါဤအတော်အဆောင်ဖြစ်မူမြင်၌သည်လောဟုဆိုလေ၏စင်မြူတော်လည်းမြင်၌သည်လေ၏စင်စရာလည်းစင်မစင်တက်ကမင်းကြီးကိုရှစ်ခိုး၍နေလေ၏မင်းကြီးလည်းစင်စရာအားအမောင်ဘယ်ရက်ကလာသည်နည်းဟုမေးရာအရှင်မင်းကြီးရာဇကြိုပြီမှလာခဲ့သည်ဟုဆို၍အကြောင်းစုံကိုလျှောက်ထားလေ၏ နင်းကြီးလည်းအမောင်တင်တို့ဘာဒနတိပြည်တို့လာခြင်းကို အလွန်နှစ်သက်ဝမ်းမြောက်လှသည်ဟုမိတော်မူပြီးလျှင်မြို့တော်လုံးစုံကိုတစားစင်စေ၍ဆင်မြို့တော်ကိုမင်္ဂလာဆင်တော်အရာ၌ထားလေ၏အလုံးစုံသော မြို့တော်ကိုတုံးဆူဆူ၍တစုကိုမင်္ဂလာဆင်တော်အားတစုကိုစင်စရာအားပေးလေ၏မိမိမူကားတစုကိုသာယူတော်မူ၏ မြင်္ဂလာဆင်မျိုးတော်ရောက်တော်အခါမှစ၍စပြူဒိတ်တကျုံလုံးရှိမင်းများသည်ဗာဒနတိမင်း၏လက်တော်တို့ရောက်၍စပြူဒိတ်ကျွန်းတွင်မြတ်တော်ဧကရေအဖြစ်၌တည်လေ၏အတ္တထဆုံးဒါနစသောကောင်းမှုကုသိုလ်တို့ကိုသူလောကတေလွန်သည့်အခါကံအားလျော်စွာလာလေ၏ဤတို့လျင်မြတ်စွာဘုရားသည်အတိတ်ပစ္စုပန်နှစ်တန်သောဝတ္ထုတို့ကိုအနုတန်သည်ဆက်ဆက်တော်မူလျက်ယဟန်တို့ ဒုဝကမဂရမင်းဒီယခုအခါဒေဝတ္တဗာရဏတိမင်းဒီယခုအခါတာရီဘုဒ္ဓရာစင်စရာဒီအာနန္ဒမင်းဤမင်္ဂလာဆင်ပြူတော်ဒီငါဖျားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူဒီဒုံမီဒါဇတ်တော်ဤတွင်ပြီးဤကုလိုဖပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နားထောင်ပေးကြသူများအားလုံးလည်းနှလုံးစိတ်ဝမ်းငြိမ်ချမ်းကြပါစေ။